ရောင်း960 Cause of Destiny အပေါ်ကဂျိုးဝမ်းနဲ့ကအနံရရှိသွားတဲ့ Makino Fumito ကိုကြည့်နေခဲ့ပြီးဒီကောင်ကြည့်ရတာမာရှီပါဆန်နဲ့ဆာမူရာဆန်နှစ်ကောင်ပေါင်းထားတဲ့အတိုင်းပဲဆိုပြီးတွေးနေခဲ့ပါတယ်ဆာမူရာဆိုတာကတော့ enemy နဲ့မှပါတဲ့ bullet bouncing style နဲ့ကြိတ်ကန်ကောင်မှဖြစ်ပါတယ်နာနာကောကတော့စိတ်ပူနေတဲ့အပေါ်ကိုကြည့်ပြီးဘာမှဖြစ်ပါဘူးစိတ်ပူပါနဲ့ဣဒတကီကအဲ့ကောင်တွေကိုနိုင်မှာပါဆိုပြီးထားပြောခဲ့ပါတယ်ဣဒတကီ rookie ဖြစ်ဖို့ဆိုရင်တွေ့ရမယ့်ကောင်တွေကဆာမူရာနဲ့မာရှီပါဆက်ထားတဲ့ကာပြားလေး Fumito နဲ့ KSK Imari လို့ဖြစ်ပါတယ်။နှစ်ကောင်လုံးကလည်းအတက်တကီကိုတိတ်ထားဖူးတဲ့ကောင်တွေဖြစ်တာကြောင့်အတက်တကီအတွက်တော့ခက်ခဲမှာပဲဆိုပြီးအဖိုးကတွေးပြီးထပ်စိတ်ပူနေခဲ့ပါတယ်။အဲ့လိုနဲ့ခမ်းမအပြင်ကိုတောင်းတဆက်လာခဲ့ကြပြီးမနာကိုကတော့အဖိုးနဲ့အတက်တကီနှစ်ယောက်လုံးကအတန်တိတ်နေခဲ့တာကြောင့်တခုတော့သွားချင်အောင်လေဒီနေ့ကဂိမ်းပွဲဆိုင်မှာဖြစ်ဖြစ်ဆိုပြီးထားပြောခဲ့ပါတယ်။အဲ့ဒါတွေကကယ်လိုရီများတယ်ငါစားလို့မရအောင်ဆိုပြီးအတက်တကီကပြန်ပြောတော့အဲ့ဆိုလေကာရာအိုကေသွားဆိုမယ်လေဆိုပြီးနနာကိုကထပ်ပြောခဲ့ပါရယ်အဲ့အချိန်မှာခုနကနိုင်နာနဲ့အီတတ်တက်ကီနဲ့လမ်းမဲ့ပုံမှာတွေ့ရမယ့် ဖူမီတိုကအနာကိုရောက်လာခဲ့ပြီးမင်းကြီးကတော်တော်ပျော်နေတဲ့ပုံပဲဆိုပြီးလာပြောခဲ့ပါတယ်။အေပိုတို့လက်ကြောင်သားကဆက်ပြီးဖူမီတိုကမင်းကကောင်မလေးခေါ်လာပြီးတော့ငှက်ဖွေကိုလာကြည့်လိုက်သေးတယ်ပေါ့။အေးပေါ့ဒါမဂဇင်းမြေနဲ့ဟိုနေမှာအမြဲပါနေတဲ့စတားတွေရဲ့ဘဝထင်တယ်။မင်းကြီးကလည်းငါမင်းကိုနိုင်လာဘူးတာကကံကောင်းလို့နိုင်သွားတယ်လို့ထင်နေတဲ့ပုံပဲ။ကြည့်ပါဦးအားကျလိုက်တာကွာ။မော်တီဗေးရှင်းပေးတဲ့ကောင်မလေးတွေပါနေဆိုပြီးအသက်ကောင်းလေးဆွပြောနေခဲ့ပါတယ်။ဒီမှာဖားလေးလာပြောနေရတယ်။ဣဒါသကီကနင့်ကိုတိတ်ဖို့ဘာမော်တီဗေးရှင်းမှမလိုဘူးဆိုပြီးနနာကွာရှာထုတ်ပြီးလောင်းလိုက်ပါတယ်။ ဲ့အချိန်မှာဖူဖီသူအနောက်ကနေဘဲတပူကရောက်လာခဲ့ပြီးမိမနေပြီးမခီနိုခွန်အဲ့ဒါအီတာတကီရဲ့ညီမဆိုပြီးဝင်ပြောခဲ့ပါတယ်အဲ့လိုပြောလိုက်တဲ့ဘဲကတော့ခရစ်ကီအီမာကြီးပဲဖြစ်ပြီးသူလက်ဖူမီသူရဲ့ပွဲကိုလာကြည့်တာပဲဖြစ်ပါတယ်ညပေါ်နဲ့အီတာတကီတို့လည်းကြောင်းသားခဲ့ပြီးဖူမီသူကဟာနောက်တော့ကလာပြန်ပြီမင်းကလည်းငါမဂဇင်းတွေမှာတွေ့ရလုံးလို့မျက်စိရနှောင့်နေပြီကြည့်ရတာဒင်းသားတွေကမင်းတို့ကဘောင်းမပေးနေတဲ့ပုံပဲမင်းမပြောရင်လည်းငါနားမလဲဘူးကြည့်ရတာမင်းရဲ့တင်ငယ်စိတ်ကမင်းကိုဝိုင်းမြုံနေတယ်ထင်တယ်ဆိုပြီးအီမာကြီးကဖူမီသူကိုပြန်ပြောလိုက်တော့ဖူမီသူထော်သထော်သာပြီး မင်းတို့ကိုဒီမှာလဲအလဲထိုးလိုက်ရတယ်ဆိုတဲ့အထားနဲ့ကြည့်ခဲ့ပါရယ်အဲ့အချိန်အီတက်တကီကအီမိုင်းကြီးဘက်ကနေရိုက်ခဲ့ပြီးအဲ့တော့ဘိုးကခေါင်းနဲ့ထဲမနေနဲ့ဆိုပြီးဝင်ပြောခဲ့ပါရယ်အဲ့လိုအချိန်တွေတင်းမာနေတဲ့အချိန်မှာစီနီယာဖြစ်တဲ့တုတ်ကြီးကပဲကြားဝင်ပြီးဖျောင်းပြခဲ့ရပါရယ်အပူကိုတွေ့တော့အပူရဲ့ဖန်အီမိုင်းကြီးကတော့ဝမ်းသာသွားခဲ့ပေမဲ့ဖူမီတိုဆိုတဲ့ဘဲကတော့အပူကိုတောက်ကျူးမဆိုင်ပဲမင်းနဲ့ငါလည်းတင်းတင်းကျပ်တွေ့ရအောင်မှာပါဆိုပြီးအပူရဲ့ချက်တော့ကိုနှင်းပြီးတဲထောက်သွားခဲ့ပါရယ်အဲ့ဘုတ်ကိုရရဆန်းဆန်းဆက်တန်သွားခဲ့တာကြောင့်အီတက်တက်ကီကတော့တင်းနေခဲ့ပါရယ်အီတက်တက်ကီတော့တင်းနေဆိုမှတော့ ုံကြီးမှလူကြီးဖြစ်နေလန်နာကိုကတော့အဲ့ကောင်ကသူ့အဆင့်နဲ့ဗာကိစ္စချန်ပီယံခြေထောက်ကိုနင်းသွားရတာလေတော်တော်ရဲနဲ့ကောင်ပဲဆိုပြီးစိတ်တွေဆိုးနေခဲ့ပါတယ်အဲ့ကောင်တသက်ဖိနှောင်းနေတာပါဒါပေမဲ့အဲ့ကောင်ကြည့်ရတာသူ့ကိုသူတော့ယုံကြည်မှုတော်တော်ရှိနေပုံပဲအဲ့ဒီခွေးရိုးကိုတတိထားအောင်ဣဒတကီဆိုပြီးအီမိုင်းကဣဒတကီကိုတတိပေးနေခဲ့ပါတယ်ဣဒတကီကတော့နေစမ်းမအောင်အဲ့ဒါတွေအသာထားမိငန်နန္ဒာကိုကငါ့ညမဆိုတာဘယ်လိုသိတာလဲကျူစကီအော်အဲ့ဒါလားအဲ့ကမင်းနဲ့ငါ high school ဘွယ်ထိုးတော့ငါသူမင်းကိုအမြဲလာပေးနေတာငါအမြဲသတိထားမိရဲ့လေဒါနဲ့နေပေါ့ခုနကမင်းတို့ပြောနေကြတာပါ ခရာအိုကေဆိုလာငါအတန်းတော့တိတ်မကောင်းပေမဲ့နည်းနည်းတော့ဆိုတတ်ပါတယ်ဆိုပြီးအီဒါဇကီရဲ့ညီမဖြစ်သူနနာကိုအကြောင်းနေတဲ့အီမားကြီးကတော့အခေါ်ပဲအတင်းနေလိုက်ခဲ့ပါတယ်ဒါပေမဲ့အီဒါဇကီကတော့မင်းကိုဘာကိစ္စခေါ်ရမှလဲလို့ပြောလိုက်ပြီးလက်ထပ်သွားခဲ့ပါတယ်အီမားလည်းလိုက်လို့မရတာကြောင့်အီပိုတို့ကိုနှုတ်ဆက်ပြီးကြံနေခဲ့ပါတယ်နောက်တစ်ခါမှတော့ခမကောကဂျင်ဘက်ကိုပြတာပြီးအီဒါဇကီရဲ့ပြိုင်ပွဲတွေအကြောင်းကိုအီပိုကတကောက်မန်နဲ့ခီမူနာတို့ကိုပြောပြနေခဲ့ပါတယ်ဖလစ်ကဟုတ်လားဆိုတော့တကောက်မန်ရဲ့အတန်းနဲ့အတူဖလစ်ကဆိုတော့ညစ်ပတ်တဲ့လက်သေးအကြောင်းကိုကြောက်ကိုမချနိုင်တာပါကွာ ငါ့ရဲ့အတိတ်ကိုပြန်ဆောင်နေတယ်လို့ပဲဆိုပြီးခီမူရာကထပ်ဖြည့်ပြောခဲ့ပါတယ်။ဆက်ပြီးတကောက်မူရာကငါတို့ကောင်ကြီးအီဒတ်တက်ကီရဲ့ speed နဲ့ကွာ rookie king အသာလေးရပါတယ်။ဒီကောင် speed ကိုရှင်နိုင်တဲ့ rookie တွေမရှိပါဘူးဆိုပြီးထပ်ပြောခဲ့ပါတယ်။ဒါပေမဲ့ Fley ကတုံးတဲ့ဘဲကအီဒတ်တက်ကီကိုနိုင်ဖို့ဘာလို့ကလောက်ကလုံးမဲ့ဘဲပြ။ဟာဘာကြောက်ကြလို့လဲ။အဲ့ကောင်ညင်ငါတို့လည်းပြန်ညင်မှာပေါ့လို့ပြန်ပြောတော့ဟာဒီဘဲကတော့ပြဿနာပဲဆိုပြီးခီမူရာကစိတ်ညစ်နေခဲ့ပါတယ်။အဲ့အချိန်မင်းတို့တေကူကြီးလုံနေရင် Broko Man ကိုတတိယလိုက်ပါဆိုတဲ့အတန်နဲ့အတူဘွေယုံကြီးနဲ့အောက်ခီက ကလေးတစ်တိုင်နဲ့ဂျင်ရှိကိုယောက်ချလာခဲ့ပါတယ်။ဟဲ့ကောင်မင်းရီးလုံနေရလားလို့တကောက်မရကလမ်းမိလိုက်တော့မဟုတ်ပါဘူးကွာကလေးတွေကလက်မလို့ခြင်းနဲ့ဆိုပြီးအတင်းချင်းကြီးလိုက်လာတာကွာဆိုပြီးအောက်ခီကဆက်ဖြည်းဖြည်းဖြစ်နေခဲ့ပါတယ်။တကောက်မရကတော့ဩတိပီမင်းတို့တော့ဝေတန်းတစ်ခုချန်ပီယံရဲ့လက်မကအဲ့လောက်တော့အရေးကြီးရလား။အေးပါအေးပါငါထိုးပေးပါမယ်ဆိုပြီးတကောက်မရကလက်မထိုးပေးဖို့လှုပ်တော့ကလေးတအုပ်ကခင်ဗျားလက်မလို့ခြင်းတာမဟုတ်ပါဘူးဆိုပြီးပြောခဲ့ပါတယ်။ ဲ့ကလေးတစ်စိုက်ကအာခီရဲ့ fan တွေပဲဖြစ်နေခဲ့ပြီးဝတ်ထားတဲ့အင်ဂျီတွေကလည်း Brokoman ဆိုတဲ့အာခီပုံကြီးနဲ့အင်ဂျီတွေပဲဖြစ်ပါတယ်။အာခီက Brokoman ဆိုပြီး Broccoli ကြောင့်ညာရိုက်ပြီးတဲ့ကလူကြိုက်များပြီးအောင်မြင်နေတာပဲဖြစ်ပြီးအခုဆိုအာခီက Ramen ဆိုင်မှာ Broccoli Ramen ဆိုပြီးမီးတီတောင်ရောင်းကောင်းနေပြီပဲဖြစ်ပါတယ်။ Video game တွေမှာလည်း Brokoman ကိုထဲဖို့ကံလန့်မှုတွေပါရှိနေခဲ့ပြီးအာခီတစ်ခေါက်တော်တော်အောင်မြင်နေတာပဲဖြစ်ပါတယ်။မင်းလက်မဲ့ကိုဘောဇာတယောက်အနေနဲ့ပေးရမှာဟာခုကကဘာကြီးလဲဆိုပြီးကင်မရာကပြောလိုက်တော့အာအိုခီလဲကင်မရာကတချမ်းပြောင်နေတဲ့ကေကိုကြည့်ပြီး မင်းရဲ့ပြောင်းနေတဲ့နေရာက UFO စင်းပေါ်လားဒါမှမဟုတ်ဘရိုကွန်မဲစင်းပေါ်လားဆိုပြီးပြန်ဆနေရပါတယ်။ငစားအောက်ခီပဲဖြစ်ပြီးအဲ့လိုဆနေတဲ့ချိန်ခမုံကောင်ကကျင်ရှိကိုဒရင်နော့ဖူဂျီကရောက်လာခဲ့ပါတယ်။တကောက်မူနာကရောက်လာတဲ့ဖူဂျီဆန်ကိုကဲဖူဂျီဆန်ကြီးပြောစမ်းပါအောင်ဝိတန်နှစ်ခုချန်ပီယံတယောက်အနေနဲ့ငါဘာထပ်ပြောပေးရအောင်မလဲ။ကြိုက်တာမင်းတော့အာမနာနဲ့ဆိုပြီးမမေးပဲဆွဖြစ်ချင်နေခဲ့ပါတယ်။ဖူဂျီကတော့သူဒီကိုလာရတာကတကောက်မူနာအကြောင်းမေးဖို့လာတာမဟုတ်ကြောင်းတကောက်မူနာရဲ့အကြောင်းလေးကိုအကုန်သိပြီဖြစ်ကြောင်းပြန်ပြောခဲ့ပါတယ်။ အဲ့လိုပြောကလည်းရတဲ့တကောက်မူရာကတော့ရှက်ကိုရှက်ကန်နဲ့မင်းမသိတဲ့အကြောင်းတွေလည်းရှိပါသေးတယ်ဟာဆိုပြီးပြောလိုက်ပေမဲ့ဖူဂျီကတော့ဣဒတကီဘာမှလဲဆိုပြီးမေးခဲ့ပါတယ်ဒီနေ့ရူကီကင်းပွဲကအေဘိုလို့တုန်းကလို့ပဲလူကောင်းတွေအများကြီးပါတဲ့အခောက်ပဲဖြစ်တာကြောင့်ဖူဂျီကစိတ်ဝင်စားနေခဲ့တာပဲဖြစ်ပါတယ်။အော်ခင်ဗျားပြောမှကျွန်တော်သတိထားမိရေအေဘိုလို့တုန်းကအေဘိုမီယန်နဲ့မာရှီပါတို့ရှိပြီးဒီနေ့ကျအီမားကြီးဣဒတကီဖူမီတိုတို့ရှိတာပဲဆိုပြီးအောက်ခီကဝင်ပြောခဲ့ပါတယ်ဟုတ်ပါတယ်အေဘိုနဲ့အီမားကြီးမီယန်နဲ့ဣဒတကီ မာရှီမာနဲ့ဖူမီတို့အဆရှိတဲ့ဖြင့်ထိုးရက်စတိုင်တူနေတာပဲဖြစ်ပြီးအရင်တုန်းက OG 3កောင်ရဲ့ကလုံးတွေထွက်ပေါ်လာတာပဲဖြစ်ပါတယ်။တောက်ကျွေးနဲ့တကောက်မလာဆိုတဲ့ဘဲကတော့အေးသူတို့အားလုံးမှာတူရာလေးတော့ရှိတယ်ကွာ။အဲ့ဒါကတော့အကုန်လုံးကတောက်ပေါ်တွေပဲဆိုပြီးဝင်ပြောခဲ့ပါတယ်။ဆက်ပြီးတကောက်မလာကကဲကဲဒီ3កောင်ထဲမှာဘယ်သူနိုင်မလဲလောင်းကြီးထက်ကြရအောင်ဆိုပြီးဝင်ပြောခဲ့ပါတယ်။ဟာတကောက်မလာအဲ့ဒါလောင်းလို့ကောင်းတဲ့ကိစ္စမဟုတ်ဘူးလေ။ဘာလဲအေးဘူးမိင္ကဣဒတ်ကီကိုမြုံတာလား။မင်းဣဒတ်ကိနိုင်မဲ့ဂျုံရင်လောင်းကြီးထက်လိုက်လေအဲ့လိုပြောခံလိုက်ရတဲ့အေဘိုးကလည်းဟာရရလေ အီတာတကီအနိုင်9000လောင်းနေဆိုပြီးပြောခဲ့ပါရယ်ကျူမရာမင်းကအမ်အဲဆိုငါအီမာကြီးကိုလောင်းလိုက်မယ်ဟာတာကြီးတို့ငါလဲပါမလေးဆိုပြီးအောက်ခရဝင်ပြောတော့မင်းအတွက်ကတော့မြင်းနဲ့လေမာကီနိုဖူမီတို့ပဲကျွန်တော်တယ်ကွာမယူလို့မရဘူးအဲ့ဒါပဲယူတော့ဆိုပြီးတကောက်မရာကအတင်းလောင်းခံခဲ့ပါရယ်လောင်းစားတွေပြီးသွားတော့ဖူဂျီဆန်ကအေးခဏနေပါဦးကွာအီတာတကီကဘာမှလဲဆိုပြီးထပ်မေးလိုက်ပါရယ်နောက်တစ်ခါမှတော့မာရှီဘာရဲ့ချင်ကိုရောက်နေတဲ့အီတာတကီကိုပြန်လာပြီးမင်းကငါနဲ့စပရင်ထိုးနေတာလားဆိုတော့မာရှီဘာကြီးရဲ့စကားနဲ့တူ ပြီးသွားခဲ့ပါတယ်။ဟုတ်ပါတယ်။ဤသကီကဖူမီတိုကိုကျုံးဖို့မာရှီပါနဲ့စပရင်ထိုးပြီးလေဂျင်းတော့မှကြံနေတာပဲဖြစ်ပြီးဘာလို့ဆက်ပြင်မလဲဆိုတာကိုတော့နောက်ပိုင်းမှာပဲဆက်ကြည့်ရအောင်။ကျွန်တော်ရဲ့ရီကက်ကုန်းတန်လေးတွေကိုစိုက်လင့်တဲ့အားပေးရဆိုရင် Like and Follow လေးလုပ်ပေးကြဖို့နဲ့ YouTube မှာဆိုရင်လည်း Subscribe လုပ်ပေးကြဖို့တောင်းဆိုပြရသေးပြ။ Outfitters ရဲ့